မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဒနင်္သာရီတိုင်းဒနင်္သာရီမြို့နယ်မှာတိုက်ပွဲဖြစ်ပွားပြီးတော့အကြမ်းဖက်စစ်တပ်ကခုနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တဘာလ25ရက်နေ့မနက်6:00နာရီကမှတနင်္သာရီမြို့နယ်ရှိုင်းရင်တော်ကျေးရွာအနီးမှာအကြမ်းဖက်စစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်တပ်ကခုနှစ်ဦးတေဆုံးကရွှေဦးထက်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲကို KNL ၊ KYN အမျိုးသားလွတ်မြောက်ရေးတပ်မတော်တမဟာလေးလက်အောက်ခံတရဲဆက်တင်နဲ့ဒေါ်လိုင်းပူပေါင်းတပ်ဖွဲ့များကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ဒေါ်လိုင်းရုံးပေါ်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အလားတူပဲစက်တင်ဘာလ18ရက်နေ့ကလည်း တနင်္သာရီမြို့နယ်ထိုင်းမြန်မာမောတောင်နယ်စပ်ကုံသွယ်ရေးလမ်းပိုင်းမှာရှိတဲ့တိန်ခွန်ချေးရွာအနီးမှာလဲအကြမ်းဖက်ဆက်တဲ့နဲ့ KNL ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလေးလက်အောက်ခံတိုက်ရင်ဆက်တဲ့နဲ့တော်လိုင်းတပ်ဖွဲ့များကြောင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်သား၂ဦးသေဆုံးကတနက်နှက်လက်တိန်စီရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့နေပြီးတော့လုံခြုံရေးနဲ့စစ်စင်ရေးတွေကိုတာဝန်ယူရတဲ့အမှတ်6စစ်စင်ရေးအထူးတပ်ဖွဲ့ကာစာထ6ကိုအာနာသိန်းစစ်တပ်ကဖျက်သိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမာလပထမဘက်ကဖျက်သိမ်းလိုက်တာဖြစ်ပြီးတော့လက်ရှိမှာကာစာထ1 2 3 4 5တို့ကိုရွေးကောက်ပွဲမတိုင်ခင်မှာစစ်ရေးအရှိန်မြင့်ဖို့အတွက်ညွှန်ကြားချက်တွေရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ကာစာထ6ကိုဖြုတ်ပြီးတော့ကာစာထ9အောက်ကိုထည့်လိုက်တာ ကစားတာ6အခန်းကဏ္ဍကပြီးသွားပြီလို့နေပြီးတော့သတင်းရင်းမြစ်ကပြောပြထားပါတယ်။မဖြတ်သိမ်းခင်ကအမှတ်6စစ်စင်ရဲ့အထူးအဖွဲ့မှုဟာဒုတိယဘုံချုပ်ကြီးနီလင်းအောင်ဖြစ်ပြီးတော့သူ့ကိုအမှတ်7စစ်စင်ရဲ့အထူးအဖွဲ့မှုနေရာကိုပြောင်းရွှေ့လိုက်တယ်လို့သိရပါတယ်။ CDM တက်မတော်အရာရှိတအုပ်ဖြစ်တဲ့ကိုနောင်ရိုးကတော့ ကစားထ6ကအပိုတက်တက်ထားရတာဆိုတော့လက်ရှိအခြေအနေအရကစားထတွေပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တာဖြစ်မယ်လို့သူကမှတ်ချက်ပြုထားပါတယ်။ကစားထ6ကိုပြီးခဲ့တဲ့စစ်အစိုးရလက်ထက်က2019ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးတော့လက်ရှိဒူကာဝေးဦးစီးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းကစားထ6မူဟောင်းဖြစ်တယ်လို့သိရပါတယ်။ကစားထ6တာဝန်တွေကိုတော့ကစားထ9ကတာဝန်ယူရမယ်လို့သိရပါတယ်။ဒါကြောင့်နေပြည်တော်လုံးချုပ်ရေးကိုကစားထ9မူဖြစ်လာတယ်ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကတာဝန်ယူရမှာပါ။ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာကစားထတင်မှုတာဝန်ယူခဲ့သူဖြစ်တယ်လို့သိရပါတယ်။အရင်ကကစားထငါမူဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလက်ကကစားထနှစ်မူဖြစ်လာပါတယ်။ကစားထနှစ်မူဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုတော့အရန်အင်အားအပုတ်ခံလိုက်ရပါတယ်။ကစားထ၃မူကအရင်အတိုင်းပဲဒုတိယဗိုလ်ချုပ်ကြီးတေစာကျော်ဖြစ်ပြီးတော့ကစားထ၄မူနေရာမှာလဲအပြောင်းလဲမဖြစ်ပဲနဲ့ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေပဲဆက်လက်ပြီးတော့တာဝန်ယူထားတယ်လို့သိရပါတယ်။စစ်တပ်ရဲ့ကာကွယ်ရေးမှာစစ်စင်ရေးအထူးအဖွဲ့ကစားထတွေဟာ တိုင်းစစ်ဌာနရဲ့အထက်မှာရှိပြီးတော့ကာကွယ်ဦးစီးချုပ်ဒုတိယကာကွယ်ဦးစီးချုပ်နဲ့ညှိနှိုင်းကုတ်ကဲရေးမှုတို့၃ဦးနောက်မှာအရေးပါသူတွေဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့် breaking news ကတော့အရခတက်တော် AA ကတိမ့်ပိုက်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်တောင်ကုန်းမြို့ကိုစစ်ကောင်စီကလေကြောင်းကနေပြီးတော့ပေါင်900ဘုံနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ဘုံတော်ကြီးကြောင်ပျက်စီးသွားခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကစက်တင်ဘာလ26ရက်နေ့ညနေပိုင်း၄နာရီပတ်ဝန်းကျင်မှာစေကောင်းစီရဲ့လေးချောင်းကနေပြီးတော့ပေါင်900ဘုံနဲ့တောင်ကုန်းမြို့ကိုလာရောက်ကျဲချခဲ့တယ်လို့တောင်ကုန်းမြို့ကတူကပြောပါတယ်ဂျက်ဖိုက်တာဒဇီးနဲ့လာပြီးတော့ကျဲသွားတာပါမနေ့က၄နာရီ45လောက်မှထင်းနေပေါင်900ဘုံနဲ့လာကျဲသွားတာအဲ့ဒီမှာကံပိုင်ရက်ွက်ထဲကဖုန်ကြီးချောင်းပြစီးသွားတယ်လူထိခိုက်မှုရှိမရှိကတော့မသိရသေးဘူး မြို့ကန်တွေကတော့တော်တော်လေးကိုစိုးရိမ်နေကြတယ်လို့ပြောဆိုထားပါဗါတယ်။အဲ့ဒီဘုံကျဲခံရတဲ့တောင်ကုန်းမြို့ပေါ်ကတက်ဦးဖုန်ကြီးချောင်းဟာစစ်ကောင်စီများရခဲကတက်ဆွဲခဲ့တဲ့ဖုန်ကြီးချောင်းဖြစ်ပြီးတော့အေအေကသိမ့်ပိုက်ပြီးတဲ့နောက်ပိုင်းမှာပထမဆုံးချိန်လာရောက်ဘုံကျဲခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါတယ်။စက်တဘာလ12ရက်နေ့မနက်ပိုင်းကကြောက်တော်မြို့နယ်ဘေးရတပင်ကြီးရွာကိုစစ်ကောင်စီဘုံကျဲတက်ခတ်မှုကြောင့်ကျောင်းသားကျောင်းသူအယောက်20သေဆုံးခဲ့ရပြီးတော့22ဦးအထိနာခဲ့တယ်လို့သိရပါဗါတယ်။ဒါအပြင်ဩဂတ်စ်လ25ရက်နေ့ညကမြောက်ဦးမြို့ ဒိုင်းကြီးရက်ွက်ကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလင်းငယ်များအပါအဝင်သေဆုံးသူ15ဦးရှိပြီးတော့ဒဏ်ရာရရှိသူ18ဦးရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ14ရက်နေ့နဲ့15ရက်နေ့တွေမှာစစ်ကောင်စီဟာကြောက်တော်မျိုးရွာမရက်ွက်ကိုဂျက်ဖိုင်တာနဲ့နှစ်ရက်ဆက်တိုက်ဘုံကျဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့တဲ့အရသာပြည်သူ၈ဦးတေဆုံးခဲ့ရပြီးတော့ဒဏ်ရာရသူစုစုပေါင်း14ဦးအထိရှိတယ်လို့သိရပါတယ်။ဒါအပြင်မေလ23ရက်နေ့မနက်09:05မိနစ်အချိန်မှာလည်းရသေးတောင်မြို့နယ်ထွန်းရဝေရွာဟောင်းအားအကြမ်းဖက်စစ်ကောင်စီက Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အပြစ်မဲ့အရသာပြည်သူ12ယောက်ဒဏ်ရာရရှိသူ23ယောက်နဲ့နေအိမ်30တလုံးပျက်စီးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကမ်ဘလူမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတပ်ဆွဲထားတဲ့နေရာကို drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ25ရက်နေ့မှာကမ်ဘလူမြို့နယ်ရွှေဘုံမြေကြီးနားလမ်းမမှာရှိတဲ့ငပြိုတိုင်းရွာမှာအထိုင်းကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကို Air Force 1အဖွဲ့က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သိမ်းဆုပ်မှုအရေအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပဲဒေါ်လာရင်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီနေရာမှာကစိတ်ခွေးအင်အား100လောက်ရှိမယ်စိတ်ခွေးသေးတဲ့ဆင်းကတော့ကျွန်တော်တို့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်အတိအကျမသိနိုင်ဘူးခံမန်းဘုံကိုခတ်နေတယ် drone နဲ့စီးနဲ့ဘုံကျဲတိုက်ခတ်ခဲ့တာပါဒစီးပြတ်ကျသွားတယ်ကျွန်တော်တို့ရဲဘော်တွေအထီးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ Air Force 1အဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာတော်လိုင်းတပ်ဖွဲ့တွေဘက်ကငွေကျပ်သိန်း900တန်ဖိုးရှိတဲ့ drone ဒစီးဆုံးရှုံးခဲ့ရပြီးတော့တော်လံပြည်သူများပူးပေါင်းပါဝင်လှူဒန်းပေးကြပါယံ Air Force 1အဖွဲ့ကမြေတားရက်ခံထားပါတယ်။အလားတူပဲသခိုင်းတိုင်းစာလင်ကြီးမြို့မှာရဲစခန်းနဲ့စစ်တပ်အထိုင်ချထားတဲ့နေရာများကိုလည်း drone နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းစာလင်ကြီးမြို့နယ်လက်ရုံးတပ်ပကဖကတာဝန်ရှိသူကသတင်းပေးဖို့ပြောဆိုထားပါတယ်။စက်တဘာလ24ရက်နေ့မှာစာလင်ကြီးမြို့မှာရဲစခန်းနဲ့အကြမ်းဖက်စစ်တပ်အထိုင်ချတပ်ဆွဲထားတဲ့နေရာကိုတော်လိုင်းရဲဘော်များက drone နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်မှုရှိတော်လဲအရေးအတွက်ကိုတော့အတိပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ် ိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအထိကမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တာပါ။ထိခိုက်ဒဏ်ရာရရှိသူအများပြားရှိပါတယ်။တေဆုံးစင်းကတော့မသိရသေးဘူး။ဘုံ၃လုံးထဲကစခန်းထဲကိုတလုံးကျပြီးတော့တလုံးကတော့ဘန်ကအနည်းမှကြက်ရောက်ပောက်ခွဲခဲ့တယ်။ကျွန်တော်တို့တိုက်ခိုက်မှုအပြီးမှာစာလင်းကြီးမြို့နယ်အတွင်းစစ်ခွေးတွေ ပတ်ကင်းထွက်တာတွေလှုံ့ဆောင်နေပါတယ်ပြည်သူတွေကိုတော့စစ်ခွေးတွေအနာကိုမသွားကြဖို့နဲ့တရားမဝင်ရွေးကောက်ပွဲဟာထွက်ပေါက်မဟုတ်ပဲနဲ့ထောင်ချောက်ဖြစ်တယ်လို့ပြည်သူတွေကိုအတိပေးပြောကြားခြင်းပါတယ်လို့စားလင်းကြီးမြို့နယ်လက်ယုံတက်ပကဖကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံမြို့အမှတ်3ကျောင်းကစေကျော်သက်အရွယ်ကလေးငယ်9ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တင်ဘာလ9ရက်နေ့မှာမြင်းညာမြို့နယ်ကံရွာလမ်းခွဲမှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်စေးရေးဂိတ်ကစစ်သားများကမြင်းညာမြို့အထက်ကတုံးချောင်းကအသက်73နှစ်အရွယ်ကလေးငယ်တအုပ်အပါအဝင်9ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗါးအဲ့ဒီကလေးငယ်9ဦးဟာမြင်းညာမြို့ပေါ်မှာနေထိုင်သူများဖြစ်ပြီးတော့အသက်73နှစ်အရွယ်ကလေးငယ်တအုပ်ကိုသာအကြမ်းဖက်စစ်တပ်ရဲ့ခမရ15တိုင်ရင်ကပြန်လွတ်ပေးလိုက်ပြီးတော့ကျန်တဲ့ကလေးငယ်6ဦးကိုလက်ရှိအချိန်ထိဆက်လက်ဖမ်းဆီးထားကဘယ်ကိုပို့ဆောင်လိုက်တယ်ဆိုတာကိုတော့မသိရသေးကြောင်းပြောဆိုထားပါဗါး မြင်းညာမျိုးနဲ့ကံရွာလမ်းခွဲမှာရှိတဲ့စစ်ခွေးစစ်ဆေးရေးဂိတ်ကကလင်းငယ်6ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖမ်းဆီးခံရတဲ့ကလင်းငယ်တွေက73နှစ်အရွယ်ကလေးလေးကိုတော့စက်တဘာလ22ရက်နေ့ကပြန်လွှတ်ပေးလိုက်တယ်လို့သိရပါတယ်။သူတို့တွေကိုဘယ်မှာဖမ်းထားလဲဆိုတာတော့မသိရသေးဘူးလို့မြင်းညာလူလူလှုပ်ရှားမှုကော်မတီကတောင်းရှိသူကပြောဆိုထားပါတယ်။ အကြမ်းဖက်ဆက်တဲ့ဟာစစ်မှုထမ်းတပ်သားတဲ့များစုဆောင်းနိုင်ခြင်းမရှိတော့တဲ့အတွက်လမ်းသွားလမ်းလာလူငယ်များအပါအဝင်နေအိမ်ထဲအထိပါဝင်ရောက်ပြီးတော့ပေါ်တာဆွဲခြင်းများကိုလှုပ်ဆောင်နေပြီးအကြမ်းဖက်ဆက်တဲ့ခန့်အုပ်ချုပ်ရေးမှူးများကလည်းလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီးတော့ငွေကြက်သိမ်းရာချီနဲ့ရောင်းစားမှုများကိုပါကျူးလွန်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ယေရှုရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့နယ်ပင်ပေါ်ရွာကိုအကြမ်းဖက်ဆက်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်တေဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ23ရက်နေ့မှာအကြမ်းဖက်ဆက်တက်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပင်ပေါ်ကြီးပါအတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်ဆက်တက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးထိမှန်ပြီးတော့ကြီးပါနေပြည်သူဦးဆန်းလွင်ပွဲချင်းပြီးတိတ်ဆုံးသွားပြီးတော့၎င်းရဲ့ဇနီးဖြစ်သူဒေါ်နီနေနဲ့တမီးဖြစ်သူမဆုနဒီလွင်တို့လည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲစက်တဘာလ22ရက်နေ့ကလည်းကြောင်မဲမြို့နယ်ပင်တီးကြီးပါကိုအကြမ်းဖက်ဆက်တက်က လေရင်နဲ့ပေါင်250ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ပြီးတော့ကျောင်းဆောင်နဲ့ဆွန်းစားဆောင်တို့ထိမှန်ပြက်စီးသွားတယ်လို့သိရပါဗါးဒါပြင်တနင်္သာရီတိုင်းပလောမြို့နယ်မှာလည်းအကြမ်းဖက်ဆက်တဲ့ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်စက်တဘာလ24ရက်နေ့မနက်9:20မိနစ်ခန့်မှာပလောမြို့နယ်ကဝတ်ကျေးရွာအတွင်းကိုအကြမ်းဖက်ဆက်တဲ့ရဲခလာရ185တိုင်ရင်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂျေးရွာနေပြည်သူအသက်60အရွယ်အမျိုးသမီးတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနေအိမ်တစ်လုံးထိမှပျက်စီးခဲ့ရကြောင်းတတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ